皆さん、こんにちは。一緒に勉強しましょうの実験です。今日は好きの卵の名前を教えたいですから、最後まで見てくださいね。じゃ始めましょう。うーん、前の言葉を覚えますか覚えないなら、コメントに先のビデオのリンクを置いてくれますので、これを見てくださいね。 ပထမဆုံးအနေနဲ့ကျောင်းလေးကျော်ကိုဂျပန်လိုဘလိုခေါ်လဲလေးကိုပြပြချင်ပါသေးတယ်။အဲ့တော့တာမာကော့ယာကိတာမာကော့ယာကိဆိုပြီးတော့ခေါ်လို့ရပါတယ်။ဒါမှမဟုတ်ရှင်ရင်လည်းအာဆုယာကိတာမာကော့ဆိုပြီးတော့လည်းခေါ်လို့ရပါတယ်။အာဆုယာကိတာမာကော့တော့ဘိုးလေးပြီးတော့ကြော်တာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုးသွားတဲ့အတွက်အဆွေဆိုတဲ့ထူသောခန်းကြီးလေးနဲ့တုံးထားတယ်เนาะအဆွေအဲ့တော့အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ root omelet ဆိုပြီးတော့ခေါ်လို့ရပါတယ်။နောက်တစ်မျိုးကတော့ကျောက်ဥမီချော်ပေါ့နော်။ကျောက်ဥမီချော်ကိုဂျပန်လိုက omurasu ခေါ်ပါတယ်။ omurasu ပေါ့ပေါ့လေးအစားအစာလေးကိုကြတော့ဂျပန်လိုက omurasu rice ဆိုပြီးတော့ခေါ်ပါတယ်။ omurasu rice စားမယ့်အခါကျလို့ရှိရင်အဲ့ဒီကျောက်ဥအပေါ်မှာအုပ်ပေးထားတာလေးကိုဒါလေးနဲ့လိမ့်လိုက်တဲ့အခါကျလို့ရှိရင်ဗီဒီယိုလေးထဲမှာတွေ့ဖို့တော်တော်ပေါ့နော်။အဲကျောက်ဥအနှစ်ကလေးလေးနဲ့ ထမင်းရဲ့ပုံကိုအုပ်ပြီးတော့ထပ်စားမှဖြစ်ပါတယ်။အခုနောက်ဆုံးချက်ဥပုံစံလေးရတော့အဲဆွလဲတို့ခေါက်ဆွဲပြုတ်စားရင်ပေါ့နော်ခေါက်ဆွဲပြုတ်တဲ့ကိုချက်ဥလေးဖောက်ပြီးတော့ထည့်လိုက်တယ်ပေါ့ထည့်ပြီးရဲ့ခါကြလို့ရှိရင်ချက်ဥလေးကအထက်မှာအနှစ်ကမကျသေးဘူးအပေါ်ခွန်ဝါစားတော့ချက်နေပြီသားအဲအဲ့လိုမျိုးအခြေအနေလေးပေါ့နော်အဲ့လိုအခြေအနေချက်ဥကိုကြတော့ဘယ်လိုခေါ်လဲဆိုရင်အိုတိုရှိဒါမာကော့ဆိုပြီးတော့ခေါ်ပါတယ်အိုတိုရှိဒါမာကော့သူက ချက်အုပ်ကိုဖောက်ပြီးတော့ထည့်လိုက်တာဖြစ်တဲ့ကြောင့်မလို့အော်တိုရှိဆိုတဲ့အော်တိုဆုပြုတ်ကြရဲဆိုတဲ့ခန့်ကြီးလေးနဲ့တုံးထားရပေါ့နော်အော်တိုရှိတာမကော့ဒီလိုမျိုးရင်းနှီးဆူဆူတဲ့ဟိုချက်ဥကိုဖောက်ထည့်ပြီးတော့ချက်တဲ့ပုံစံလေးကိုကြတော့ bounce up ဆိုပြီးတော့အင်္ဂလိပ်လိုခေါ်ပါတယ်ကဲဒီလောက်ဆိုရင်တော့ချက်ဥရဲ့ခေါ်ဝေါ်လေးနဲ့ပတ်သက်ပြီး ဂျပန်လိုရောအင်္ဂလိပ်လိုရောတည်ချာလေးတည်သွားမယ်လို့မျှော်လင့်ပါတယ်။အဆုံးတည်ကြည့်ပြီးကြတဲ့မောင်မင်းမြမလေးတိုင်းကိုကျေးဇူးပါနော်။ဒီနေ့ဆန်းမတက်နဲ့ဘိုင်ဘိုင်